ဂေါ်ဇီလာတွေတကယ်ရှိတယ်ကျွန်းရုပ်ရှင်တွေထဲမှာမြင်နေရတဲ့ဂေါ်ဇီလာဘလူးချီတွေတကယ်ပဲရှိနေတယ်ဆိုရင်ခမားယုံနိုင်မလားမိတောင်ကျောက်ဆောင်နေကြတဲ့မှာနေထိုင်ပြီးကြောကုန်းပေါ်မှာဇူးကျွန်းနေနဲ့မဲနက်နေတဲ့အရေးပြားပိုင်ရှင်တွေသူတို့ကဂုံးပေါ်မှာနေမကဘူးပင်လယ်ရေအောက်ထိငုံရှိုးပြီးကူးခတ်နိုင်ကြတယ်ဒါဟာရုပ်ရှင်မဟုတ်ပါဘူးကမ္ဘာပေါ်မှာတကယ်ရှိနေတဲ့မြင်ကွင်းမှာဒီဂေါ်ဇီလာအသေးစားလေးတွေအုပ်စုလိုက်ကြီးစိုးထားတဲ့ကျွန်းကျွန်းကမ္ဘာပေါ်မှာရှိနေပါတယ်အဲ့ဒီကျွန်းကဘယ်မှာလဲသူတို့ကလူတွေကိုရံပြူတတ်သလား ကျွန်တော်တို့အတူတူသွားကြည့်ကြရအောင်ဒီနေရာကတော့ Pacific သမုတ်တရား Galapagos လို့ခေါ်တဲ့ကျွန်းစုကြီးဖြစ်ပါတယ်ဒီကြုံကိုစားရောက်ခဲ့တဲ့ရှေးခေတ်ခရီးသွားတွေကတော့ကဘာမြေပေါ်ကငရေလူတော်တင်စားခဲ့ကြပူပါလိ။ဘာလို့လဲဆိုတော့နေရာတိုင်းမှာမီးတောင်ကြောင်မဲကြီးတွေကပိတ်ဖုံးနေပြီးကြောက်ဆောင်တိုင်းမှာဂူနာကပြောတဲ့ Godzilla ပုံစံတူတတ္တဝါတွေပြည့်နှံ့နေလို့ပါ။သူတို့ကတော့ပင်လယ်အီဂွာနာလို့ခေါ်ပါလိ။သူတို့ကတော့ကဘာပေါ်မှာပင်လယ်ရေအောက်ငုံနိုင်တဲ့တမျိုးရဲသောအိမ်မြောင်မျိုးနွယ်ဝင်နေပါ။ရုပ်ကိုကြည့်လိုက်ရင်အရန်ကြောက်ဖို့ကောင်းပါလိ။ မင်းနဲ့နေတဲ့မျက်နှာကျန်းနေတဲ့အခြေကိုအနေနဲ့ပါဒါပေမဲ့ရုံနဲ့မလိုက်အောင်ပဲသူတို့ကအရန်ကိုအေးအေးဆေးဆေးနေပါရီသူတို့ရဲ့အဓိကအစားကရေအောက်ကရေညှိပင်နေပါဒီကျုံးပေါ်မှာသူတို့ကိုရန်ပြူးမဲ့သူမရှိတာကြောင့်သူတို့ဟာလူသားတွေကိုလည်းလုံးဝမကြောက်ပါဘူးခမားနေတဲ့ဂေါ်ဇီလာအကောင်ပေါလီတွေနားကိုအနီးကပ်သွားပြီးဓာတ်ပုံရိုက်ရင်တော့မှသူတို့ကဂယူးဆိုင်မှာမဟုတ်ပါဘူးဂေါ်ဇီလာတွေဒီမဲလားဆိုတော့မဟုတ်ပါဘူးသူတို့ရဲ့အိမ်ကြီးချင်းတွေကလည်းတော်တော်လေးထူဆန်းကြပါရီပထမဆုံးတစ်ကောင်ကတော့ Blue Footed Bobby လို့ခေါ်တဲ့ငှက်တွေပါကြည့်ပါဦး သူတို့ခြေောက်ဒီကတောက်ပွားရဲ့အပြာရောက်နေပါတဘာဝရရားကစည်းစက်ချထားတယ်လို့ပါပြီမိလိုက်တဲ့အခါမှာအဲ့ဒီခြေောက်လေးတွေကိုမြှောက်ပြီးတော့ကားပြရတဲ့ကြာပြီဂေါ်ဇီလာရဲ့ဖေးမဒီလိုချင်းစီရောက်ကောင်းတဲ့ငှက်ကလေးတွေကိုတွေ့ရတာကစန့်ကျင်ပါပါပြီနောက်ပြီးဒီကျုံကအီကွေတာမြင်းအပူပိုင်းဒေသပေါ်မှာရှိပေမယ့်ပင်ကွင်းနေနေထိုင်ကြပါလိမ့်ဒါဟာကမ္ဘာပေါ်မှာမြောက်ဘက်အကျဆုံးနေထိုင်တဲ့တမျိုးရဲသောပင်ကွင်းမျိုးစိတ်ပါဒီနေရာဟာတဘာဝရရားရဲ့စီးမြင့်နေအလုံးမဖြစ်တော့သလိုထင်ရလောက်အောင်စန့်ကျဲလွန်းလာပါလိမ့် ဒီကျွန်းရဲ့အမည်ကဂလာပါဂိုဆိုတာဟာလိပ်ခွန်လို့အဓိပ္ပာယ်ရပါတယ်။ဒီနာမည်နဲ့လိုက်ဖက်အောင်မေးကမ္ဘာအကြီးဆုံးလိပ်ကြီးတွေဒီမှာရှိနေပါတယ်။သူတို့ဟာနှစ်ပေါင်း100ကျော်အသက်ရှိကြတယ်။ဒါပေမဲ့ဒီလိပ်ကြီးတွေစီမှာဝန်နေစရာဇာလန်တပုတ်ရှိနေပါတယ်။အဲ့ဒါကတော့အထီးကျန်ဂျော့ရှ်အကြောင်းပါပဲ။ဂျော့ရှ်ဟာသူ့ရဲ့မျိုးစိတ်ထဲမှာနောက်ဆုံးကျန်ရခဲ့တဲ့အေယာမလိပ်ကြီးတစ်ကောင်ပါ။သူမှမိသားစုမရှိအဖော်မရှိပဲနှစ်ပေါင်းများစွာတကောင်နဲ့နေထိုင်သွားခဲ့ရပါတယ်။ 2012ခုနှစ်မှာ George တည်ဆုံသွားတဲ့အခါမှာသူ့ရဲ့မျိုးစိတ်တစ်ခုလုံးကဘာပေါ်ကနေအပီးအပိုင်ပြောက်ကွယ်သွားခဲ့ပါသည်ကောဇီလာလိုတတဝါရီအီယာမလေးကြီးတွေဘလောက်ပဲတံမာပုံပေါက်ပါစေတဘာဝတရားပြက်စီးရဲ့မျိုးတုံးသွားနိုင်နေဆိုတာဂျော့ချ်ကတတ်သိပြခဲ့ပါရီဂလာပါဂိုကျွန်းစုဟာလွန်ခဲ့တဲ့နှစ်တံမောင်းများစွာကကဘာဥစပုံရိပ်တွေကိုထိမ့်သိမ်းထားပြီးတက်ရှိပြလိုက်ကြီးတခုပါဒီနေရာမှာကောဇီလာတွေရှိတယ်ဒါပေမဲ့သူတို့ကမျိုးကိုဖျက်ဆီးမဲ့ဘလူးကြီးတွေတော့မဟုတ်ပါဘူးသူတို့ဟာတဘာဝတရားရဲ့အမကန်းဖန်နေမှုတွေသာဖြစ်ပါရီး လူသားတွေရဲ့နောက်ရှက်မှုကင်းဝေးပြီးတရဝါရီလွတ်လပ်စွာရှင်သန်နေထိုင်ရာဒီမျိုးကိုကျွန်တော်တို့ဆက်လက်ထိန်းသိမ်းထားနိုင်မလားဒါမှမဟုတ် George လိုမျိုးနောက်ထပ်အထူးကြံဇာလန်တွေထပ်ပေါ်လာအောင်မလားဆိုတာကတော့စောင့်ကြည့်တော့ရမှာပဲဖြစ်ပါသေးတယ်